တခါတော့အရန်ကိုတာလာပါရင် နေမျိုးတွေတမျိုးရှိတယ်။နေမျိုးလီရဲ့နေအောင်ကြီးဖူးဖူးလေးအောင်မှာမော်ရမန်နှစ်ယောက်ကရေစင်ကန်လေးတစ်ခုနဲ့ဝင်ပြီးတော့ရေစင်နေကြတယ်။မလန်းမကန်အထိုင်ကုန်မှာတော့သူတို့ရဲ့မိဘနဲ့ပါဘီယာတောင်းရင်းနဲ့အပန်းဖြစ်နေကြပါတယ်။ယုတ်ရဲဆိုသူတို့ပဲအကိုဖြစ်သူကလေးလေးကအာကနေထားတော်တာမို့လို့မိဘလေးကအလန်တရားနဲ့သွားကြည့်ကြတယ်။မိဘနဲ့ပါအဲဒီကိုရောက်သွားတော့ကောင်းလေးရဲ့လက်ညှိုးထိန်မှာသွားနေကြိုက်ထားတဲ့အရာတစ်ခုကိုတွေ့ရတယ်။ညီမဖြစ်သူကလေးပေါ့ဆာလေးကသူ့ကိုယ်ရဲ့လက်ကိုကိုက်ရတယ်လို့ပဲမိဘတွေကထင်နေကြပါတယ်။ တကယ်တော့အခုဖြစ်သူရဲ့လက်ကိုညမလေးကပတ်စံနဲ့ကိုက်လိုက်ရင်လုံးဝမဟုတ်ပါဘူး။အဲ့ဒီကလေးပေါက်စားလေးရဲ့စမူစာမှာထူးထူးဆန်းဆန်းသွားတစုံပါနေခြင်းကိုတော့မိဘတွေမသိခဲ့ကြဘူး။နှစ်ဒေတာတွေကြာပြီးတဲ့နောက်မှာတော့ကောင်းမလေးရဲ့အပြိုပေါ်ဝင်စားဖြစ်လာခဲ့ပြီ။သူဟာအเจ้าရဲ့ဟောပြောပွဲမှာအပြိုစင်ဘွားရဲ့တန်မိုးလိုက်ပါဟောပြောရင်းနဲ့လူသိများလာတယ်။အရွေးရောက်ခါစားအကြောင်းသူကြောင့်သားလေးတွေရဲ့အဆူဆန်းခြင်းနဲ့စိတ်တွေကို မဖြစ်တဲ့နာရီမဖြစ်အောင်သူကဟောပြောပေးရတယ်သူပါဒီတော့အကြောင်းအသူတွေကလည်းသူ့ကိုအပြိုစင်မင်းသမီးလေးဆိုပြီးတော့အထူးတလဲစိတ်ဝင်စားခြင်းကိုခံနေရတယ် ကျောင်းဆရာဆရာမတွေကလည်းကလေးတွေကိုစာသင်တဲ့အခါလိမ်မဆန်ရတဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုရောက်ရင်အမျိုးသမီးအင်္ဂါယောနီတွေကိုစတီကာတွေနဲ့ကပ်ပြီးတော့သင်တယ်။ကျောင်းသူကျောင်းသားတွေကလည်းစူးစမ်းချင်တော့စတီကာကိုမရမကခွာပြီးကြည့်ကြပါလိမ့်။ဒါမှမဟုတ်လည်းပေါ်ပါဘူး။အဲ့ဒီကျောင်းမှာကောင်းမလေးကိုတစ်ပတ်သက်ကြိတ်ကြိုင်နေတဲ့စပင်ကောင်းတဲ့လူကျော်လေးတစ်ယောက်ရှိတယ်။ကောင်းလေးကလည်းအစင်လေးဖြစ်ပြီးတော့အနေပေါ်ထံပေါ်ကလည်းယူသားတာမှုကောင်းမလေးကအထူးရေးပေးပြီးတော့ဆက်ဆံတယ်။သူတို့တွေကအသက်၃နှစ်အထက်ပဲကြည့်လို့ရတဲ့ရုပ်ရှင်တွေတော့မှအထူးထူးသွားကြည့်ကြတာပါ။ကောင်းမလေးရဲ့အကိုဖြစ်သူကတော့ဇိုးတကောင်ဖြစ်နေခဲ့ပြီ။ မိမရင်နဲ့လုံးဝမတည့်တဲ့ပြင်ပတ်ဝန်းကျင်နဲ့လည်းသာသာသာမဖြစ်ပါဘူး။သူ့မှာရည်စားရှိပြီးတော့သူ့ကောင်မလေးကိုအမြဲတမ်းအိမ်ဝင်ခေါ်ခေါ်အိတ်တယ်။ညီမပြည့်သူအပျော်စီမင်းမီးလေးကိုဖွဲရတော့တငယ်ချင်းတွေစုပြီးသူတို့မျိုးရဲ့အပြင်ဘက်မှာရှိတဲ့အရန်ကိုလှပတဲ့ရေကုန်းစီမှာသွားလေကြတယ်။ဇမီကောင်နဲ့ကောင်လေးနဲ့ကောင်မလေးတို့ကလည်းတဖြည်းဖြည်းနဲ့ရင်းနှီးလာကြပြီ။ကောင်မလေးအိမ်ကိုပြန်ရောက်တော့မိုးရံကိုချုပ်နေခဲ့ရင်မိုးမိမတွေကအိတ်နေပြီ။ အဲ့ဒီရဲ့မိဘတွေကိုမနှိုးတော့ဘဲနဲ့သူတို့ကြည့်နေတဲ့တရေကားကိုကောင်းမလီရမ်မှုနဲ့သွားပိတ်တယ်။အဲ့ဒီတယ်လီဗီရှင်ထဲကအသွားကြီးအများကြီးနဲ့မွန်စတာကောင်တွေကောင်တွေ့ပြီးကောင်းမလီရလန့်သွားသေးတယ်။ညာရီအဝန်ကန်ဒီမှာတော့ဆိုပြီးကောင်းနေကောင်လေးကိုသူကပြတတိရပြီးဟိုနေရာပို့တယ်လို့လို့ဒီနေရာပို့တယ်လို့လုံနေတော့တီဗီရမွန်စတာကောင်ကိုမြင်ပြီးတော့သူရက်ရက်ရတယ်။နောက်နေ့မှာတော့ကောင်းမလီရဆိုပြီးကောင်းနေကောင်လေးကိုဖုံးဆက်ပြီးတော့မနေ့ကသွားခဲ့တဲ့ရေတကွန်ကိုပြန်သွားကြမယ်လို့ချိန်လိုက်တယ်။သူကရေကူးစုံတွေပါရေယူလာခဲ့ပြီးတော့နေ့ရောက်သားရေတကွန်မှာရေကူးကြတယ်။ ဟဲ့မရှိကူးနေကြရင်လည်းဟိုကောင်ကလူဝါကူးလို့ရမလားဆိုပြီးသွားဆန်းတယ်။ဒါတဲ့လိုမျိုးလူဝါကူးဖို့သွားဆန်းတော့ကောင်းမလေးကရုံးကန်တာပေါ့။ကိစ္စအထေးဝါကိုရောက်နေတဲ့ဟိုကောင်လေးအလိုမတူဘဲနဲ့သွားချလိုက်တာကောင်းမလေးရဲ့စမူစာလေးကသွားရင်လည်းမိတ်ဆက်လိုက်ရတယ်။ဟဲ့မဒီကောင်လေးပဲမြင့်ကြီးထပိုင်းပြက်ပြီးတော့ရေကုန်ထဲကိုပြုတ်ချသွားတယ်။ကောင်းမလေးလည်းအရန်ကိုလန့်သွားပြီးတော့ဟန်မပြက်ပဲအိမ်ကိုပြန်လာခဲ့လိုက်တယ်။အိမ်ကိုရောက်တဲ့အခါမှာတော့သူပါရီဖြစ်သွားတယ်ဆိုတာသူ့ကိုယ်သူလည်းဝေခွဲမရတဲ့အတွက်ရီရှုလိုက်တယ်။စိတ်ဒီရန်ကိုရှုပ်ထွေးနေပြီးတော့အခန်းထဲမှာကတ်ထားတဲ့မင်းသမီးပုံလေးတွေကိုဆွဲခွာတယ် နောက်နေ့မနေ့မှာတော့တခြားတဲ့ငယ်ချင်းတွေနဲ့ဟောပြောပွဲတစ်ခုကိုသွားရတယ်။တငယ်ချင်းတွေကတော့စမီကောက်နဲ့ကောင်လေးပြောင်းနေတဲ့အတွက်သူ့ကိုမေးပါတယ်။သူတို့နှစ်ယောက်ချင်းတွေ့တဲ့ကိစ္စကိုဘယ်သူမှလည်းမသိလိုက်တာမို့လို့ကောင်းမလေးကဘာမှပြောပင်နဲ့ငြင်းနေလိုက်တယ်။ကျောင်းဟောပြောပွဲမှာတော့အရင်တစ်ခေါက်တွေတောင်းအလိုမျိုးတတက်ကြွကြွတော့မရှိတော့ဘူး။ဟောပြောဝဲပြီးသွားတော့ပါတီပွဲလုပ်ကြတယ်။အေးပါတီပွဲမှာသူ့ကိုတပတ်သက်ကြိတ်ကြိုက်နေတဲ့နောက်ထပ်ကောင်လေးတယောက်နဲ့တက်တွေ့တယ်။အေးဒီကောင်လေးကတော့သမင်ရှင်လေးနဲ့ပေါ့။ကောင်မလေးနဲ့နည်းနည်းအဆင်ပြေတော့သမင်ရှင်နဲ့ကောင်လေးကလည်းအိမ်ကိုလိုက်လာတယ်။အိမ်မှာကောင်မလေးနဲ့မတွေ့ဘဲနဲ့သူ့ကိုဇိုးကြီးနဲ့သွားတွေ့တယ်။ အကိုပြေသူဟာမျက်ခွက်ကိုတဲထွက်လို့လည်းကောင်ဖိနေရလေးပြန်လာခဲ့ရတယ်။ကောင်းမလီကတော့စမီကောကောနဲ့ကောင်လီတည်သွားတဲ့ရေကွနာကိုသွားသွားပြီးကြည့်တယ်။အိမ်ကိုပြောင်းတဲ့အခါမှာတော့ကျောင်းရဲ့ဘက်ဆောင်တရားစတီကအုပ်ထားတဲ့ယောနီပုံစံကိုသူကရင်းနှီးခွာပြီးကြည့်တယ်။သူ့မှာရှိတဲ့စမူစာနဲ့ဆောင်တရားကတိတ်မတူတော့မလို့သူနည်းနည်းလေးတော့အံ့ဩပါတယ်။တနေပဲကိုကဲမှာခေါင်းကြည့်တော့ဟိုရှိရဲ့ခင်တော်ကလေတချို့ကောင်းမလေးရာသူ့လိုမျိုးပဲစမှုစာမှာသွားပါတာကိုသူသိလေရတယ်။တနေပဲသူ့လိုရက်ကွက်နဲ့တော်တော်လေးကိုလှမ်းနေနေရဆရာဝန်တယောက်စီကိုသွားတယ် ဟဲ့ဆရာဝန်စီကိုရောက်တော့သူ့ရဲ့စမှုစာကိုဆစ်ရှင်နေဆိုပြီးပြောတယ်။ဒီတစ်ခေါက်မှလည်းဆရာဝန်ကောင်ကစမှုစာကိုစီရင်နေသူ့ရဲ့လက်ချောင်းတွေအကုန်လုံးပြက်ကုန်နေ။ကောင်မလေးလည်းအရန်ကိုထိတ်လန့်သွားပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ဟေးပြန်နဲ့လမ်းမှာတော့ရဲရီယာရေကုန်ဘက်စီကိုသွားတာသူတွေ့လဲရတယ်။ဟုတ်ပါရဲ့ရဲရီယာစမီကောနဲ့ကောင်လေးရဲ့အလောင်းကိုတွေ့သွားကြပြီ။သူဝင်ကိုပြန်ရောက်တော့အမေဖြစ်သူမေလေးနဲ့ရောက်တွေ့လို့စေယုံတင်နေရတယ်။စေယုံကနေပြန်ထွက်လာတော့သူ့ကိုချိန်ချိန်နေတဲ့စမီရှင်နဲ့ကောင်လေးရဲ့အိမ်ကိုသူသွားတယ်။ ခေါင်းရရလေသူကြိုက်နေတဲ့ကောင်းမလေးအိမ်ကိုရောက်လာတာဆိုတော့အရန်ကိုပြောသွားတာပေါ့ကောင်းမလေးကတော့စိတ်တွေအရန်ကိုရှုပ်ထွေးနေတာမို့လို့ဒီကောင်းလေးစီမှာရင်လာပုံကြီးဖြစ်ပါတယ်ဆောင်းမကမ်းမသိတဲ့ခေါင်းရရလေကောင်းမလေးပြောတာတွေကိုသိမယုံဒါပေမဲ့လေသူ crash နေရတဲ့ကောင်းမလေးငိုနေတာဆိုတော့ဘေးကနေနားမလည်လည်းပဲနေတဲ့ရတယ်ပေါ့သူ့ရဲ့အိမ်မှာစီမီလေးတွေထုံပြီး romantic ဆန်ဆန်ဝိုင်းပင်းနေပါရဲ့ပေါ့လေကောင်းမလေးရှိုးပြီးပြန်လာတော့သူဝိုင်းနေပါရဲ့ငှဲ့ပြီးချီးရတယ်ပါရဲ့လောက်ကြတယ်ကောင်းမလေးပြောသွားအောင်ရှင်စီယာမိုးစရာလေးတွေသူပြောတယ် ။အဲဒီလိုအဲဒီလိုနဲ့ပဲဆန်ရှိကောင်ကောင်းကြီးကကောင်းမလေးနဲ့အတူတူကုအောင်ဆက်လံအောင်ခင်းကြပါလိမ့်။ဒီတစ်ခေါက်တော့ထူးထူးဆန်းဆန်းပဲကောင်းကြီးရဲ့ဘေးမြကလုံးဝပြတ်ထွက်မသွားဘူး။ဒီကောင်းမလေးသဘောတူကြည့်ဘူးတဲ့ကိစ္စရုပ်တွေမှာဆိုရင်ကောင်းမလေးရဲ့စမူစာလေးကသွားရည်ကလုံးဝအလုံးမလုံးဘူး။သူ့ကိုမတော်မတရားကျင့်တာလို့ဘာလို့မှသာလေးအထက်ရသွားရည်ကကြိုက်ဖြတ်ခြင်းဖြစ်ပါလိမ့်။ရှေးရတော့တည်ဆုံးသွားတဲ့စမီကောင်းနဲ့ကောင်းလေးရဲ့ပဲမြေပြက်လေးမှာဆန့်ကျင်နေတဲ့သွားလေးကလူသွားလေးလို့ကောက်ချက်ရရတယ်။ကောင်းမလေးကတော့ဆန်ရှိကောင်းတဲ့သူနဲ့ပန်းတန်တဲ့သွားလေးကိစ္စကိုအယံအောင်အံ့ဩနေပျော်လေးပျော်သွားရဲ့ပေါ့။ ဟိုဆရာဝန်ကတော့သူ့ရဲ့ပြတ်တသွားရဲ့လက်တွေကိုတခြားဆရာဝန်တွေကပြန်ဆက်ပေးနေတယ်။ကောင်းမလီကတော့အခုမှဆေးချလက်ချစားသားသွားတာမို့လို့ခေါင်းကြီးနဲ့တူတူထက်ခါထက်ခါကိုအောင်ဆက်လောင်းကိုခင်းနေပါလေ။ဖြစ်ရှင်တော့သူတို့ကိုအောင်တွေတော့မှာဖုံးဝင်လာတယ်။ဟဲ့မှတိလဲရတာကဒီကောင်းမလီကိုစမ်းရှိကောင်းကလောင်းကြီးစားကြီးနဲ့လိုက်ခဲ့တာတဲ့။ကိုအောင်တွေတန်းတန်းနဲ့ကောင်းမလီကဒေါသအရန်ကိုထွက်သွားတယ်။သူစားပြီးဒေါသထတာနဲ့စမူစာတွေကသွားရီကလှုပ်ရှားလာတယ်။အဲဒီမှာထုံးစံတိုင်းပဲဟိုကောင်ရဲ့ပေးမိတယ်ထပ်ပိုင်းပြတ်သွားတာပေါ့ ကောင်းမလီကတော့ငရဲသားကိုလှဲ့တော်မကြည့်ပဲနဲ့အိမ်ကနေထွက်ခလိုက်ပါ යි ။သူထွက်လာတဲ့နေရာကတော့သူ့မိရှိတဲ့ဇေယျဝပါ။အဲဒီချိန်အိမ်မှာတော့ပြဿနာနည်းနည်းလေးတက်နေရင်အရှင်ရှိတဲ့ရွေးအိမ်ကိုစော်ပဲကော်ကော်အိမ်နေတဲ့တားဖြစ်သူကိုသူ့ဖေဟာစုတယ်။ဟိုကောင်ကလည်းအရန်ကိုမယိုင်တော့ဖေဒီမေလည်းမသိဘူး။ဒီတော့သူ့ဖေကိုလက်သီးနဲ့ပြန်ထိုးတယ်။လက်သီးနဲ့ထိုးတော့ဘိုးတော်ကြီးရဲ့လက်ပြီးမှဒဏ်ရာရသွားတယ်။ဘိုးတော်ကြီးတမီးနဲ့မိမရှိတဲ့ဇေယျဝကိုရောက်လာတော့တမီးဖြစ်သူကဘိုးတော်ရဲ့ဒဏ်ရာကိုတွေ့သွားတယ်။အဲဒီမှာသူ့ကိုအရန်တော်သားတော်သွားပြီးတော့ကောင်းမလီကစော်ပဲချက်တစ်ခုကိုချလိုက်တော့တယ်။ ူဟာဘသူ့မှာအသိပေးမဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ပြီးတော့အလားအဆုံဖြစ်နေအောင်မိကပ်ကိုပြင်းနေ။ထို့အတူပဲအလန်းဆုံးဝစ်စာကိုဝစ်စင်နေ။သူ့ရဲ့မျက်လုံးထဲမှာတော့မျက်ရည်စာတွေကပြည့်နေလို့နေ။ကိစ္စဝစ်စာရဲ့အကုန်လုံးပြီးတော့အကွေပြည့်သူရဲ့အခန်းထဲကိုသူ့ဝင်သွားလိုက်တယ်။အကွေပြည့်သူကိုတနားရဲမျက်လုံးလေးနဲ့ကြည့်နေပြီးတော့ပိုသေးပိုသက်လေးသွားလို့တယ်။ဟိုကောင်ကလည်းမိဘရဲ့မောင်နှမသားချင်းတွေလုံးဝစိတ်ထဲမရှိတဲ့အယံအဆန်းဖြစ်နေပြီ။ဒီတော့ဒီကောင်မလေးစင်နေထောက်ချောက်လေးကိုဟိုကောင်လုံးလုံးကြီးကြသွားတယ်။ထောက်ချောက်လေးကိုကြသွားတော့ထုံးစံတိုင်းပဲသူ့ရဲ့ပေးမြေကထပ်ပိုင်းပြတ်သွားခဲ့တယ်။ ဒီကောင်ကတော့သူများရဲ့ထဲပို့ပြီးအချိန်နေဆိုးပါတယ်။သူမွေးထားတဲ့ခွေကသူ့ရဲ့ပဲမြေအပြည့်ကြီးကိုလာပြီးကြိုက်တယ်။အိမ်မှာငနေသားနဲ့အောက်ကိုပြေးချဖို့အတွက်အမိန်ပေးတာပေါ့။ဘလို့ဘလောင်းနဲ့ပဲသူ့ရဲ့ရှေ့မှာနေဝါးလေးဆွဲပြလိုက်တယ်။ငနေသားကတော့တသက်လုံးမုတ်လို့ကြီးနဲ့ပဲဘဝကိုရှင်သန်ရတော့မှဖြစ်ပါတယ်။ကောင်းမလီယာကလေးစားရှိတဲ့ကိစ္စပြီးတော့အင်းအားနဲ့အဝတ်စားအိတ်ကိုယူပြီးစပိန်လေးနဲ့ဒီမျိုးနဲ့ဝေးရအောင်ထွက်ခွာလိုက်တော့တယ်။ဘာပဲဖြစ်ဖြစ်ဒီမျိုးနဲ့ဝေးသွားမယ်ဆိုရင်သူ့အကြောင်းလေးကိုဘယ်သူမှမသိမှာမဟုတ်တော့ဘူးလေ။လမ်းလွဲဝေရောက်တဲ့အခါမှာတော့ကောင်းမလီစပိန်ပြတ်ပါလိမ့်။ သူဟာစပိန်ကိုပြေးပြီမဲ့လေလုံးဝပြေးလို့မရတော့ဘူးဒါကြောင့်မလို့လမ်းမှာတွေ့တဲ့ကားတစ်စီးကိုတားပြီးတော့သူလိုက်ခဲ့လိုက်တော့လေတပြေးပြေးနဲ့မောင်ယူရွားချင်းလေးကိုရောက်လာခဲ့ပြီကားလေးကလည်းစီစံလေးတစ်ခုရဲ့ရှေ့မှာရပ်သွားတယ်ကောင်းမလေးကတော့ကားပေါ်မှာအိပ်ပျော်နေတာပါကားအုံမောင်းနေဘိုးတော်ကြီးကတော့ကောင်းမလေးကိုကြည့်ရင်းနဲ့စရိုင်းစိတ်မိတ်တွေစဝင်လာတယ်ဒါကြောင့်မလို့အိပ်ပျော်နေတဲ့ကောင်းမလေးကိုပိုသေးပိုတက်လေးသူသွားလို့တာပေါ့ကောင်းမလေးစက္ကန့်နဲ့လန့်လို့လာတော့သူ့ကိုပြုံးပြီးကြည့်နေတဲ့ဘိုးတော်ကြီးကိုသူတွေ့လိုက်ရတယ် ကောင်းမလေးကတော့ဘိုးတော်ယူဒီငနာကြီးကတော့နာကျင်နေပြီတဲ့နော်ဆိုတဲ့အချင်းမျိုးနဲ့ကြည့်ပြီးတော့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ကုသရီနေဆိုပါတကယ်ချင်းနေဒီစကားလေးကိုကြည့်ချင်နေဆိုရင်တော့ Channel မှာ website မှာမြန်မာစာအုပ်လို့တွားပြီးတောင်းလို့ဆိုရင်ကြည့်လို့ရပါတယ်ဗျ။အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။ကျွန်တော်တို့နောက်တဲ့ video အများကြီးနဲ့တူတူပြန်တွေ့ကြပါဗျာ။ဟုတ်ပါတယ်။နောက်ဆုံးတဲ့ဒီနေ့ကဘာလို့ဆိုင်ရာကြားရတယ်ဒီနေ့အတိုင်းပြန်ရပါမယ်။ မောင်သက်စုကတော့ဒီနေ့ကိုနေနေဆိုတော့ပုံမှန်ကတော့ပုံတွေရမယ်ဆိုတော့ဒီမှာပါတယ်ဒီမှာဆိုတော့ဖြစ်ပါတယ်ဖြစ်ပါတယ်တခါတော့အရန်ကိုတာယာလာပါတဲ့နေမြို့လေးတစ်မျိုးရှိတယ်။နေမြို့လေးရဲ့နေအောင်ကြီးဖွဖွေးလေးအောင်မှာမောင်နှမနှစ်ယောက်ကရေစိမ်ကန်လေးတစ်ခုထဲဝင်ပြီးတော့ရေစိမ်နေကြတယ်။မလန်းမကန်အထိုင်ကုန်ပေါ်မှာတော့သူတို့ရဲ့မိဘနှစ်ပါးဘီယာတောင်ရင်နဲ့အပန်းဖြစ်နေကြပါတယ်။ ယုဒရဲဆိုသူတို့ပဲအကိုဖြစ်သူကလေးလေးကအာကနေထအော်တာမို့လို့မိဘတွေကအလံတကြားနဲ့သွားကြည့်ကြတယ်။မိဘနှစ်ပါးအဲဒီကိုရောက်သွားတော့ကောင်လေးရဲ့လက်ညှိုးထိမ်မှာသွားနေကြိုက်ထားတဲ့အရာတစ်ခုကိုတွေ့ရတယ်။ညမဖြစ်သူကလေးပေါ့ဆာလေးကသူ့ကိုယ်ရဲ့လက်ကိုကိုက်လိုက်တယ်လို့ပဲမိဘတွေကထင်နေကြပါတယ်။တကယ်တော့အကိုဖြစ်သူရဲ့လက်ကိုညမလေးကပဇက်နဲ့ကိုက်လိုက်ခြင်းလုံးဝမဟုတ်ပါဘူး။ဟဲ့ကလေးပေါ့ဆာလေးရဲ့စမူစာမှာထူးထူးဆန်းဆန်းသွားတဲ့ဆောင်ပါနေခြင်းကိုတော့မိဘတွေမသိခဲ့ကြဘူး။နှစ်တေလာရဲ့ကြာပြီးရဲ့နောက်မှာတော့ကောင်းမလေးလည်းအပြိုပေါ်ဝင်စားဖြစ်လာခဲ့ပြီ ူဟာကြောင်းရဲ့ဟောပြောပွဲမှာအပြိုစင်ဘွားရဲ့တံမိုးလိုက်ပါဟောပြောရင်းနဲ့လူသိများလာတယ်။အရွေးရောက်ခါစားကြောင်းသူကြောင်းသားလေးတွေရဲ့အဆူဆန်းခြင်းနဲ့စိတ်တွေကိုမဖြစ်တင်နိုင်မဖြစ်အောင်သူဟာဟောပြောပေးတဲ့သူပါ။ဒီတော့ကြောင်းအသူတွေကလည်းသူ့ကိုအပြိုစင်မင်းသမီးလေးဆိုပြီးတော့အထုတလဲစိတ်ဝင်စားခြင်းကိုခံနေရတယ်။ကြောင်းအဆရာဆရာမတွေကလည်းကလေးတွေကိုစာသင်တဲ့အခါလိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုရောက်ရင်အမျိုးသမီးအင်္ဂါယောနီတွေကိုစတီကာတွေနဲ့ကပ်ပြီးတော့သင်တယ်။ကျောင်းသူကျောင်းသားတွေကလည်းစူးစမ်းခြင်းတော့စတီကာကိုမရမကခွာပြီးကြည့်ကြပါလိမ့်။ဒါပေမဲ့လည်းမပေါ်ပါဘူး။ အဲ့ဒီကြောင်မှာကောင်မလေးကိုတစ်ဖက်သက်ကြိတ်ကြိုက်နေတဲ့သပင်ကောင်နဲ့လူကြောလေးတစ်ယောက်ရှိတယ်။ကောင်လေးကလည်းအစင်လေးဖြစ်ပြီးတော့နေပုံထိုင်ပုံကလည်းယူသားတာမို့ကောင်မလေးကအထူးအရေးပေးပြီးတော့ဆက်ဆံနေ။သူတို့တွေကအသက်73နှစ်အထက်ပဲကြီးလူရတဲ့ရုပ်ရှင်မျိုးတော်မှအတူတူသွားကြည့်ကြတာပါ။ကောင်မလေးရဲ့အကိုဖြစ်သူကတော့ဇိုးတကောင်ဖြစ်နေခဲ့ပြီ။မိဘရင်းနဲ့လည်းလုံးဝမတည့်တဲ့ပြင်ပတ်ဝန်းကျင်နဲ့လည်းတအားစားတာမဖြစ်ပါဘူး။သူ့မှာရည်စားရှိပြီးတော့သူ့ကောင်မလေးကိုအမြဲတမ်းအိမ်ကိုခေါ်ခေါ်အိတ်တယ်။ မြမပြည်သူအပြိုစီမင်းသမီးလေးတို့အဖွဲ့ရတော့တငယ်ချင်းတွေစုပြီးသူတို့မျိုးရဲ့အပြင်ဘက်မှာရှိတဲ့ရန်ကိုလှပတဲ့ရေတကွင်းစီမှာသွားလေကြတယ်။စပင်းကောင်းကောင်းနဲ့ကောင်းလေးနဲ့ကောင်းမလေးတို့ကလည်းတဖြည်းဖြည်းနဲ့ရင်းနှီးလာကြပြီ။ကောင်းမလေးအိမ်ကိုပြန်ရောက်တော့မိုးရံကိုချုပ်နေခဲ့ရင်မိုးမိဘတွေကအိမ်နေပြီ။အိမ်နေတဲ့မိဘတွေကိုမနှိုးတော့ဘဲနဲ့သူတို့ကြည့်နေတဲ့တရေကားကိုကောင်းမလေးကရမ်မှုနဲ့သွားပိတ်တယ်။ဟဲ့တယ်လီဗီရှင်ထဲကသွားတွေအများကြီးနဲ့မွန်စတာကောင်းကြီးတစ်ကောင်ကိုတွေ့ပြီးကောင်းမလေးကလန့်သွားသေးတယ်။ ညာရီယာဝန်ခံကြီးမှာတော့စပင်ကောက်ကောက်နဲ့ကောင်လေးကိုသူကပြန်တတိရပြီ။ဟိုနေရာပို့တလူလူဒီနေရာပို့တလူလုံနေတော့ TV တွေကမွန်စတာကောင်ကိုမြင်ပြီးတော့သူရက်လိုက်ရတယ်။နောက်နေ့မနေ့မှာတော့ကောင်းမလီယာစပင်ကောက်ကောက်နဲ့ကောင်လေးကိုဖုံးဆက်ပြီးတော့မနေ့ကသွားခဲ့တဲ့ရေတကုန်ကိုပြန်သွားကြမယ်လို့ချိန်လိုက်တယ်။သူဟာရေကူးဝစ်စုံနေပါလေယူလာခဲ့ပြီးတော့နှစ်ယောက်သားရေတကုန်မှာရေကူးကြတယ်။အဲဒီမှာရေကူးနေကြရင်လည်းဟိုကောင်ကလူပါကူးလို့ရမလားဆိုပြီးသွားဆန်းတယ်။ဒါတလို့မျိုးလူပါကူးဖို့သွားဆန်းတော့ကောင်းမလီယာရုံးကန်တာပေါ့။ ကိစ္စအထေးဝါကိုရောက်နေတဲ့ဟိုကောင်လေးအလိုမတူဘဲနဲ့သွားချန်လိုက်တာကောင်မလေးရဲ့စမှုစာတွေကသွားရင်နဲ့မိတ်ဆက်လိုက်ရတယ်။အဲဒီမှာဒီကောင်လေးပဲမြင့်ကြီးထပ်ပိုင်းပြက်ပြီးတော့ရေဒီကုန်ထဲကိုပြုတ်ချသွားတော့တယ်။ကောင်မလေးလည်းအရန်ကိုလန့်သွားပြီးတော့ဟန်မပြတ်ပဲအိမ်ကိုပြန်လာခဲ့လိုက်တယ်။အိမ်ကိုရောက်တဲ့အခါမှာတော့သူ့ဘာကြီးဖြစ်သွားရလဲဆိုတာသူ့ကိုယ်သူလည်းဝေခွဲမရတဲ့အတွက်ရေရှိုးလိုက်တယ်။စိတ်တွေအရန်ကိုရှုပ်ထွေးနေပြီးတော့အခန်းထဲမှာကတ်ထားတဲ့မင်းသမီးပုံလေးတွေကိုဆွဲခွာတယ်။နောက်နေ့မနေ့မှာတော့တခြားတဲ့ငယ်ချင်းတွေနဲ့ဟောပြောပွဲတစ်ခုကိုသွားရတယ်။တဲ့ငယ်ချင်းတွေကတော့စမီကောကောနဲ့ကောင်လေးပြောင်းနေတဲ့အတွက်သူ့ကိုမေးပါတယ်။ သူတို့နှစ်ယောက်ချင်းတွေ့တဲ့ကိစ္စကိုဘယ်သူမှလည်းမသိလိုက်တာမို့လို့ကောင်းမလေးကဘာမှပြောဘဲနဲ့ငြိမ်နေလိုက်တယ်။ကျောင်းကဟောပြောပွဲမှာတော့အရင်တစ်ခေါက်တည်းတောင်းရလိုမျိုးတတကြွကြွတော့မရှိတော့ဘူး။ဟောပြောပွဲပြီးသွားတော့ပါတီပွဲလုပ်ကြတယ်။အဲဒီပါတီပွဲမှာသူ့ကိုတစ်ဖက်သက်ကြိတ်ကြိုက်နေတဲ့နောက်ထပ်ကောင်းလေးတစ်ယောက်နဲ့ထပ်တွေ့။အဲဒီကောင်းလေးကတော့သပင်ရှင်လေးနဲ့ပေါ့။ကောင်းမလေးနဲ့နည်းနည်းအဆင်ပြေတော့သပင်ရှင်နဲ့ကောင်းလေးကလည်းအိမ်ကိုလိုက်လာတယ်။အဲဒီမှာကောင်းမလေးနဲ့မတွေ့ဘဲနဲ့သူ့ကိုဇိုးကြီးနဲ့သွားတွေ့။အကိုဖြစ်သူကမျက်ခွက်ကိုတဲထုတ်လိုက်တော့တကောင်ဖိနှံရလဲပြီးပြန်လာခဲ့ရတယ်။ ။ကောင်းမလီကတော့စမေကောကောနဲ့ကောင်းလီတည်သွားတဲ့ရေဒီကိုနားကိုသွားသွားပြီးကြည့်တယ်။အိမ်ကိုပြောင်းတဲ့အခါမှာတော့ကြောင်းရဲ့ဖက်ဆောင်တဲ့ဟာစတေကအုပ်ထားတဲ့ယောနီပုံစံကိုသူကရင်းနဲ့ခွာပြီးကြည့်တယ်။သူ့မှာရှိတဲ့စမူစာနဲ့ဆောင်တဲ့ဟာတိတ်မတူတာမို့လို့သူနည်းနည်းလေးတော့အံ့ဩပါတယ်။ဒါနဲ့ပဲကိုကဲမှာခေါက်ကြည့်တော့ဟိုးရှေးရခင်တော်ကလည်းတချို့ကောင်းမလီတွေကသူ့လိုမျိုးပဲစမူစာမှာသွားပါတာကိုသူသိလိုက်ရတယ်။ဒါနဲ့ပဲသူတို့ရက်ကွက်နဲ့တော်တော်လေးကိုလှမ်းနေနေရဆရာဝန်တယောက်စီကိုသွားတယ်။ဟေးဆရာဝန်စီကိုရောက်တော့သူ့ရဲ့စမူစာကိုဆစ်ရှင်နေဆိုပြီးပြောတယ်။ ဒီတစ်ခေါက်မှလည်းဆရာဝန်ကောင်ကစမူစာကိုစီရင်နေသူ့ရဲ့လက်ချောင်းနဲ့အကုန်လုံးပြက်ကုန်နေ။ကောင်မလေးလည်းအရန်ကိုထိတ်လန့်သွားပြီးတော့ထွက်ပြေးသွားခဲ့ပါလေ။ဟိန်ပြန်တဲ့လမ်းမှာတော့ရဲတွေကရဲတကုံဘက်စီကိုသွားတာသူတွေ့လိုက်ရတယ်။ဟုတ်ပါတယ်။ရဲတွေကသမီးကောကောနဲ့ကောင်လေးရဲ့အလောင်းကိုတွေ့သွားကြပြီ။သူ့အိမ်ကိုပြန်ရောက်တော့အမေဖြစ်သူမေလဲနေတာကိုတွေ့လို့စေယုံတင်လဲရတယ်။စေယုံကနေပြန်ထွက်လာတော့သူ့ကိုကြိတ်ကြိုက်နေတဲ့သမီးရှင်နဲ့ကောင်လေးရဲ့အိမ်ကိုသူသွားတယ်။ ခေါင်းကြီးကလည်းသူကြိုက်နေတဲ့ကောင်းမလေးအိမ်ကိုရောက်လာတာဆိုတော့အယံကိုပြောသွားတာပေါ့ကောင်းမလေးကတော့စိတ်တွေအယံကိုရှုပ်ထွေးနေတာမို့လို့ဒီကောင်းလေးစီမှာရင်လာဖွင့်ကြည့်ဖြစ်ပါတယ်ဆောင်းမကမ်းမမသိတဲ့ခေါင်းကြီးကလည်းကောင်းမလေးပြောတာတွေကိုသိမယုံဒါမဲ့လေသူ crash နေရတဲ့ကောင်းမလေးငိုနေတာဆိုတော့ဘေးကနေနားမလည်လဲပဲနှစ်သိမ့်ရတယ်ပေါ့သူ့ရဲ့အိမ်မှာစီမီလေးတွေထိုးပြီး romantic ဆက်ဆံဝိုင်ပလင်းတွေပါလေးဖောက်တယ်ကောင်းမလေးရေချိုးပြီးပြန်ထွက်လာတော့သူဝိုင်နေပါလေးငှဲ့ပြီးချီရတွေပါလေးလှုပ်ကြတယ်ကောင်းမလေးပြောသွားအောင်ရီစရာမိုးစရာလေးတွေသူပြောတယ် အဲ့ဒါလိုအဲ့ဒါလိုနဲ့ပဲစံရှိကောင်ကောင်းကြီးကကောင်းမလေးနဲ့အတူတူကိုအောင်ဇလံကိုခင်းကြပါလေဒီတစ်ခေါက်တော့ထူးထူးဆန်းဆန်းပဲကောင်းကြီးရဲ့ပေးမြစ်ကလုံးဝပြတ်ထွက်မသွားဘူးဒီကောင်းမလေးသဘောတူကြည်ပြူတဲ့ကိစ္စရပ်တွေမှာဆိုရင်ကောင်းမလေးရဲ့စမှုစာတွေကသွားတွေကလုံးဝအလုံးမလုံးဘူးသူ့ကိုမတော်မတရားကျင့်တာတို့ဘာလို့မှသာလေအထက်ရသွားတွေကကိုက်ဖြတ်ခြင်းဖြစ်ပါလေရဲရွာတော့တည်ဆုံးသွားတဲ့ဇမီကောက်ကောင်းနဲ့ကောင်းလေးရဲ့ပေးမြစ်အပြက်လေးမှာစိုက်ကြံနေတဲ့သွားတွေကလူသွားကြီးလို့ကောက်ချက်ရရတယ်ကောင်းမလေးကတော့စံရှိကောင်နဲ့သူနဲ့ပဏံတင်သွားတဲ့ကိစ္စကိုအယံအောင်အံ့ဩနေတယ်ပျော်လဲပျော်သွားရေပေါ့ ိုဆရာဝန်ကတော့သူ့ရဲ့ပြတ်ထွက်သွားတဲ့လက်တွေကိုတခြားဆရာဝန်တွေက ပြန်ဆက်ပေးနေတယ်။ကောင်းမလီကတော့အခုမှစိတ်ချလက်ချစားတော့ရတာမို့လို့ခေါင်းကြီးနဲ့တူတူထက်ခါထက်ခါကိုအောင်ဇလံကိုခင်းနေပါလေ။ဖြစ်ရှင်တော့သူတို့ကိုအောင်နေတော့မှဖုံးဝင်လာတယ်။ဟိမာတိလိုက်ရတာကဒီကောင်းမလီကိုဆန်းရှိကောင်းကလောင်းကြီးစားချင်းနဲ့လိုက်ခဲ့တာတဲ့။ကိုအောင်နေတန်လန်တဲ့ကောင်းမလီကဒေါသအရန်ကိုထွက်သွားတယ်။သူစပြီးဒေါသထွက်တာနဲ့စမူစာတွေကသွားတွေကလှုပ်ရှားလာတယ်။ဟိမာထုံးစံတိုင်းပဲဟိုကောင်းရဲ့ပဲမြင်လေထပ်ပိုင်းပြတ်သွားတာပေါ့။ ။ကောင်းမလီကတော့ငနေသားကိုလှဲ့တော်မကြည့်ဘဲနဲ့အိမ်ကနေထွက်ခဲ့လိုက်ပါတယ်။သူထွက်လာတဲ့နေရာကတော့သူ့မိရှိတဲ့ဈေးရုံပါ။အဲဒီချိန်အိမ်မှာတော့ပြဿနာနည်းနည်းလေးတက်နေရင်အချိန်ရှိသေး၍အိမ်ကိုစော်ပဲကောကောအိမ်နေတဲ့တားဖြစ်သူကိုသူ့ဖေကစုတယ်။ဟိုကောင်ကလည်းအရန်ကိုမယိုင်တော့ဖေဒီမေလည်းမသိဘူး။ဒီတော့သူ့ဖေကိုလက်သီးနဲ့ပြန်ထိုးတယ်။လက်သီးနဲ့ထိုးတော့ဘိုးတော်ကြီးရဲ့လက်ဘေးမှာတန်ရာရသွားတယ်။ဘိုးတော်ကြီးတမီးနဲ့မိမရှိတဲ့ဈေးရုံကိုရောက်လာတော့တမီးဖြစ်သူကဘိုးတော်ရဲ့တန်ရာကိုတွေ့သွားတယ်။အဲဒီမှာသူ့ကိုအရန်ထောသားထောသားပြီးတော့ကောင်မလီကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့တယ်။ သူဟာဘသူ့မှာအသင်ဝေးဘဲနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ပြီးတော့အလားအဆုံးဖြစ်နေအောင်မိကပ်ကိုပြင်နေ။ထို့အတူပဲအလန်းဆုံးဝေစာကိုဝေစင်နေ။သူ့ရဲ့မျက်လုံးထဲမှာတော့မျက်ရည်စားတွေဟာပြည့်နေလို့နေ။ကိစ္စဝေစာရဲ့အကုန်လုံးပြီးတော့အကိုဖြစ်သူရဲ့အခန်းထဲကိုသူဝင်သွားလိုက်တယ်။အကိုဖြစ်သူကိုတနာတဲ့မျက်လုံးနဲ့ကြည့်နေပြီးတော့ပုတ်တိပုတ်တက်တွေသွားလို့တယ်။ဟိုကောင်ကလေမိဘရေမောင်နှမသားချင်းနေလုံးဝစိတ်ထဲမရှိတဲ့အယိုင်းဆိုင်ဖြစ်နေပြီ။ဒီတော့ဒီကောင်မလေးစင်နေထောင်ချောက်တဲကိုဟိုကောင်လုံးလုံးကြီးကြာသွားတယ်။ထောင်ချောက်တဲကိုကြာသွားတော့ထုံးစံတိုင်းပဲသူ့ရဲ့ပဲမြေကထပ်ပိုင်းပြတ်သွားခဲ့တယ်။ ဒီကောင်ကတော့သူများရဲ့ထဲပို့ပြီးအချိန်နေဆိုးပါတယ်။သူမွေးထားတဲ့ခွေကသူ့ရဲ့ပဲမြင့်အပြက်ကြီးကိုလာပြီးကြိုက်တယ်။အဲဒီမှာငငနေသားလေးအောက်ကိုပြစ်ချဖို့အတွက်အမိန်ပေးတာပေါ့။ဘလို့ဘလောင်းနဲ့ပဲသူ့ရဲ့ရှေ့မှာနေဝါးရီးဆွဲပြလိုက်တယ်။ငငနေသားကတော့တသက်လုံးငုတ်တူကြီးနဲ့ပဲဘဝကိုရှင်သန်ရတော့မှဖြစ်ပါတယ်။ကောင်းမလေးကကလစားရှိတဲ့ကိစ္စပြီးတော့အင်းအားနဲ့အဝတ်စားအိတ်ကိုယူပြီးစပိန်လေးနဲ့ဒီမျိုးနဲ့ဝေးရအောင်ထွက်ခွာလိုက်တော့တယ်။ဘာပဲဖြစ်ဖြစ်ဒီမျိုးနဲ့ဝေးသွားမယ်ဆိုရင်သူ့အကြောင်းလေးကိုဘယ်သူမှမသိမှာမဟုတ်တော့ဘူးလေ။လမ်းတစ်ဝက်ကိုရောက်တဲ့အခါမှာတော့ကောင်းမလေးစပိန်ပြတ်ပါတယ်။ သူဟာစပိန်ကိုပြင်ပေမဲ့လေလုံးဝပြင်လို့မရတော့ဘူး။ဒါကြောင့်မို့လို့လမ်းမှာတွေ့တဲ့ကားတစ်စီးကိုတားပြီးတော့သူလိုက်ခဲ့လိုက်တော့တယ်။တဖြည်းဖြည်းနဲ့မောင်ယူဝိုးတော်အချင်းလေးကိုရောက်လာခဲ့ပြီးကားလေးကလည်းစီစံလေးတစ်ခုရဲ့အချိန်မှရပ်သွားတယ်။ကောင်းမလေးကတော့ကားပေါ်မှာအိပ်ပျော်နေတာပါ။ကားကိုမောင်းတဲ့ဘိုးတော်ကြီးကတော့ကောင်းမလေးကိုကြည့်ရင်းနဲ့ဆိုင်ရန်စိတ်မိုက်တွေစဝင်လာတယ်။ဒါကြောင့်မို့လို့အိပ်ပျော်နေတဲ့ကောင်းမလေးကိုပုတ်သေးပုတ်တက်လေးသူသွားလို့တာပေါ့။ကောင်းမလေးစက္ကန့်နဲ့လန့်လို့လာတော့သူ့ကိုပြုံးပြီးကြည့်နေတဲ့ဘိုးတော်ကြီးကိုသူတွေ့လိုက်ရတယ်။ ကောင်မလေးကတော့ဘိုးတော်ယူဒီငနာကြီးကတော့နာကျင်နေပြီထင်တယ်နော်ဆိုတဲ့အချီမျိုးနဲ့ကြည့်ပြီးတော့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ကုသရီနေဆိုပါတကယ်ချင်းနေဒီစကားလေးကိုကြည့်ချင်နေဆိုရင်တော့ channel မြန်မာဘော့ဆိုင်မှာမြန်မာဇာတ်ရိုးသွားပြီးဒေါင်းလုဒ်ဆွဲကြည့်လို့ရပါတယ်ဗျ။အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။ကျွန်တော်တို့နောက်ထပ်